နေဝင်ကောင်းဆုံးသရုပ်ဆောင်လို့နာမည်ကြီးနေပေမဲ့ထမင်းငတ်ဖြစ်ကရှုံးပေါ်သွားတဲ့ပြောတဲ့ယခုလက်တော့အင်တာနက်ပေါ်ပိုးဆိုးပက်ဆက်မဟာတရားနာမည်ကြီးနေတာကတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဒါပေမဲ့အခုအခါမှာတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာနာမည်ကြီးထမင်းငတ်ဖြစ်သွားရရှာပါပြီ။ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့တခြားသောမြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့မတူဘဲတမူကွဲထွက်နေတာကြောင့်လို့လဲဆိုနိုင်ပါတယ်။အားလုံးသိကြတဲ့မြန်မာရုပ်ရှင်ဇာတ်ကားဆိုရင် ဟာတာပေါ်ကဖြစ်ရင်ဖြစ်မဟုတ်ရင်တရေကဒါမှမဟုတ်စစ်ကြတဲ့ကြိုက်ကြတဲ့အချောက်ဆဝင်ခန်းဒါရီနဲ့လုံးလေပတ်ချာရိုက်နေခဲ့တာပါဖြောတန်ရုပ်ရှင်ဆက်ကားကြီးကတော့ဒီလိုမဟုတ်ပါဘူးဖြောတန်ရုပ်ရှင်ဆက်ကားကြီးဟာတာမန်မြင်တွေ့နေကြမြန်မာရုပ်ရှင်ဆက်ကားတွေကနေ ကွဲထွက်နေတဲ့ရုပ်ရှင်ဆက်ကားလို့ဆိုရမှာပါ အထူးသဖြင့်ဖြောတန်ရုပ်ရှင်ဆက်ကားဟာ လူနှစ်ဦးရဲ့အကြာက အမုံအညိုအတေအာဂါတာတွေနဲ့အာဂုတော့ ဝတ်စာရာတွေကိုပြသထားတဲ့ပညာပေးရုပ်ရှင်ဇာတ်ကားလို့ဆိုရမှာဖြစ်ပါတယ်။ပြောတဲ့ရုပ်ရှင်ဇာတ်ကားမှာတော့လလလလက်ရုပ်ရှင်ဇာတ်ကားတကားရရင်တင်းတစ်ထောင်တောင်းတယ်လို့သတင်းတွေထွက်နေတဲ့နေဝင်းကကြော်ဟင်းနဲ့မတူတူအောင်အတင်းဖြစ်ညစ်ကားတရုပ်ဆောင်ထားတာပါ။နေဝင်းဟာရွာရဲ့လူစိုးလူမိုက်အောင်မျက်စံပန်းဦးတစ်ဖြစ်လဲခင်ဝင်းဝါကိုပိုင်ဆိုင်ခွင့်မရလို့အညိုတေးထားတဲ့လူမိုက်ကြီးအောင်မျက်စံအဖြစ်အကောင်ဆုံးတရုပ်ဆောင်ထားတာပါ။ အထူးသဖြင့်ပြောတဲ့ရုပ်ရှင်စကားကြီးဟာနေဝင်းကြောင့်ပိုပြီးနာမည်ကြီးနေလို့ hype နေတယ်လို့လည်းဆိုနိုင်ပါတယ်။ဒါအပြင်ခင်ဝင်းဝါကလည်းအောင်မျက်စံတစ်ဖြစ်လဲနေဝင်းရဲ့ရန်သူကလေးမေမုတ်ဆိုးမပန်းဦးအဖြစ်တရုတ်ဆောင်ထားတာပါ။ဒါကြောင့်လေခင်ဝင်းဝါဟာပြောတဲ့ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီရမယ်လို့ရေးပန်းစားနေတာပါ။ဒါအပြင်ဝါရင်တရုတ်ဆောင်မင်းသမီးမျိုးတနာထွန်းဟာလည်းပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တာပါ။ အထူးသဖြင့်မြို့တနာထွန်းဟာခင်ဝန်ဝါအမေဒေါ်တုံအဖြစ်တရုတ်ဆောင်ရမှာ၎င်းရှင်လောင်းလက်ရာမှာတီဆိုလိုက်တဲ့တခြင်းကြောင့်လဲရုပ်ရှင်ပညာရှင်အတိုင်းဝိုင်းတစ်ခုလုံးကကြီးကျူးခံနေရတာပါ။ဒါအပြင်ဥဇော်ဝင်းနိုင်ကအစဝိုင်းရင်တရုတ်ဆောင်တွေအားလုံးဟာလဲဗျောတန်ရုပ်ရှင်ဆက်ကားတွေကတရုတ်ဆောင်ချက်တွေကြောင့်ကြီးကျူးခံနေရတာဖြစ်ပါတယ်။ဒါကြောင့်လဲဗျောတန်ရုပ်ရှင်ဆက်ကားဟာအင်တာနက်ပေါ်မှာတော်တော်လေးနာမည်ကြီးနေတာပါ။ ဒါပေမဲ့လေအခုအခါမှာတော့ဗျောတန်ရုပ်ရှင်ဆက်ကဟာထင်သားတလဝင်ငွေမရပဲဝက်ဝက်ကွဲရုံးပေါ်သွားတာကြောင့်လေဒုတိယအပတ်ဆက်လက်ယုံတင်ခွင့်မရပဲဖြုတ်ချခံလိုက်ရပြီလို့သိရတာပါဒါကလည်းမြမရုပ်ရှင်လောကရဲ့ယုံပြန်ယုံတင်စနစ်ကြောင့်လို့ဆိုရမှာပါလက်တလောမြမရုပ်ရှင်လောကမှာရိုက်ကူးပြီးယုံမတင်ရသေးတဲ့ရုပ်ရှင်ဆက်ကားတွေက ရာထောင်ချီကများပြားနေတာဖြစ်ပါတယ်ဒါကြောင့်လေရုပ်ရှင်ဆက်ကားနှကယုံပြန်ယုံတင်စနစ်နဲ့ပြသနေတာပါ ီလိုယုံပြိုင်ပြသတဲ့နေရာမှာပြောတဲ့ရုပ်ရှင်စကားကြီးဟာထင်သာတလောက်လူမဝင်ဘူးလို့ဆိုပါရယ်တခါတလေပွဲချိန်တချို့ဆိုခုနှစ်ယောက်မပြည့်လို့ပြသခွင့်မရခဲ့တဲ့ပွဲချိန်ရှိတယ်လို့သိရတာပါပြီးခဲ့တဲ့တလင်းလာနေမှာတော့ပြောတဲ့ရုပ်ရှင်ကားကြီးဖို့လူတွေရောက်လာကြပေမဲ့တတ်မှတ်ထားတဲ့ရုံဝင်ငွေမရလို့ဒုတိယအပတ် ရုံတင်ပြသခွင့်မရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေပြောတဲ့ရုပ်ရှင်စကားကြီးဟာအမှုပညာအရအောင်မြင်မှုရရှိခဲ့ပေမဲ့အမြတ်အစိုးမရပဲအရှုံးပေါ်သွားခဲ့တဲ့ရုပ်ရှင်စကားဖြစ်ခဲ့ပါတယ်။ဒီလိုပြောတဲ့ရုပ်ရှင်စကားကိုလူကြိုက်နေပါရတဲ့အဓိကအချက်ကတော့မရည်ရပဲငိုရစိတ်ပင်ပန်းရတဲ့စကားဖြစ်နေလို့ပါ။အားလုံးကြည့်ကြတဲ့အတိုင်းခေတ်ကာလမကောင်းတဲ့အချိန်မှာလူတွေအားလုံးစိတ်ပင်ပန်းနေကြတာကြောင့်လေလူတွေဟာစိတ်ပင်ပန်းစေမဲ့ရုပ်ရှင်စကားကိုရှောင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲဗျောတန်ရုပ်ရှင်ဇာတ်ကားကိုလူတွေလာမကြည့်ကြတာပါဒါအပြင် TikTok မှာရုံခိုးရိုက်ဗီဒီယိုကလစ်တွေကြောင့်ဇလန်းကိုလူတွေသိသွားကြလို့မလာတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုကြီးရှုနေကြတဲ့ပရိသတ်တွေကရောဗျောတန်ရုပ်ရှင်ဇာတ်ကားကြီးမအောင်မြင်တဲ့အပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်